ဆရာတော်ဦးဇော်တိကမဟာမြိုင်တော်ရရဲ့တိတ်ခါရှိရှိနေမယ်ခွင့်လွတ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာတော်အားယူသိလေးမြတ်စွာ ရှောက်ထားအပ်ပါသည်ဗျာခွင့်လွတ်ခြင်းဒီနေ့ပြောချင်တဲ့အကြောင်းအရာခွင့်လွတ်ခြင်းဆိုတာကိုအင်္ဂလိပ်လိုဆိုရင်တော့ forgiveness เนาะခွင့်လွတ်ခြင်းကိုဟောမယ်လို့စိတ်ကူးတော့ပြန်စဉ်းစားကြည့်တယ်ငါဘယ်လို စိတ်ထားနဲ့ဟောမှလဲ အကြောင်းအရာတစ်ခုကိုဘ ഹു တုကြဖြစ်နေဖတ်တာနေလာထားပြီးတော့နောက်တစ်ယောက်ကိုကိုယ်တွေးမိသည်မကိုပြောလိုက်တယ်လို့ပြောမှလားဒီခွင့်လိုချင်းဆိုတာကိုငါကိုယ်တိုင်တကယ်ကျင့်သုံးလို့ဖြစ်ပြီလားအဲ့ဒါကိုပြန်စင်းစားတယ်နော်ကိုကိုယ်တိုင်မလုံနိုင်တဲ့ကိစ္စတစ်ခုကို သူများကိုလုပ်ပါလို့ပြောရင်ပဲ့နေနေမလဲမလေးနဲ့ဘူးဗဆက်ပြောဖြစ်သွားမှာနော် ကိုကိုယ်တိုင်ကခွင့်လိုချင်းဆိုတာကိုတကယ်မကျင့်သုံးနိုင်ပဲနဲ့ခွင့်လိုချင်းကိုဟောနေမယ်ဆိုရင်ဗဆက်ပြောတတ်တဲ့ဖြစ်တော်မှာ အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေမယ်အဲ့ဒီလိုလူကိုအင်္ဂလိပ်လို hypocrite လို့ခေါ်တယ်အဲ့ဒီတော့ပြောမယ်လို့စိတ်ကူးတိုင်းစိတ်ကူးတိုင်းကို့ဘဝကို ပြန်သုံးသပ်ရတယ်ငယ်ငယ်ကလေးကဖြစ်ခဲ့တာတွေကြုံခဲ့တာတွေပြန်စဉ်းစားရတယ်ငယ်ငယ်ကလေးကသူများကြောင့်ကို့စိတ်မှာစိတ်ဆင်းရဲခဲ့ရတာကိုယ်ဆင်းရဲခဲ့ရတာတွေအများကြီးရှိခဲ့ပါတယ်เนาะအဲ့ဒါတွေပြန်စဉ်းစားတယ် အဲမစင်းစားလို့မပေါ်လာတော့ငါတော့စိတ်ထဲမှာဘလို့မှမနေဘူးစင်းစားလို့ပေါ်လာတဲ့အခါမှာစိတ်ထဲမှာခံစားမှုလေးတွေရှိနေတယ်ဘယ်သူတွေနဲ့ပတ်သက်တာတွေဖြစ်မဲ့ထင်လဲမိဘတွေနဲ့ပတ်သက်တာပါဖေဟုတ်တယ်ဟုတ်တယ်ကိုနဲ့အမြဲတမ်းအတူတူနေနေရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့အများဆုံးခံစားရပါတယ်အဲ့ဒါလေးတွေကို ပြန်စင်းစားမိတယ်စင်းစားပြီးတော့ကိုယ်စိတ်ကိုကိုပြန်ပြီးတော့ကြည့်တယ်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးဘယ်လိုသဘောထားသေးလဲ အခုကြုံလို့ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားအဝင်ခံရရင်ဖုန်ကြီးကမိဘတွေပေါ်မှာအကြီးအကျယ်မကြေမနက်ဖြစ်ခဲ့တဲ့သူမှာဒီအကြောင်းတွေကိုအရင်တုန်းကလည်းပြောပြခဲ့ဘူးပါတယ်မကြေနပ်တာတွေကတစ်ခုနှစ်ခုလည်းမကပါဘူးအင်တန်များပါတယ်အဲ့ဒီလိုမကြေမနက်ဖြစ်ခဲ့ရတဲ့ကိစ္စတွေထဲမှာဒီဖုန်ကြီးရဲ့အမတွေခြုံရင်းချက်တွေအပြစ်တွေလည်းပါတယ်ကိုယ့်ဘက်ကခြုံရင်းချက်အမလုံးဝမရှိပါဘူးလို့မဆိုလိုပါဘူးရှိပါတယ်သို့တော့ကို့အမကြီးပါပဲလို့ပြောရင်တော့ အော်ဒီလိုပြောရင်နားထောင်လို့ကောင်းမှာပဲเนาะဒါပေမဲ့သဘာဝကြမလားလို့မေးရင်ကောသဘာဝမကြပါဘူးကိစ္စတခုပြဿနာတခုဖြစ်ရတာကကိုယ့်ဘက်ကမှားတာလဲပါမယ်သူ့ဘက်ကမှားတာလဲပါမှာပါအဲ့ဒါကိုမြတ်မြတ်တာတာပြန်သုံးသပ်ဖို့လိုတယ်ကိုကိုကိုအကာအကွယ်ယူလို့အားကြီးသွားရင်ဘယ်လိုဖြစ်သွားသလဲဆိုတော့ငါမမှားဘူးသူမှားတယ်လို့တွေးတော့မှာเนาะကိုကိုကိုအပြစ်တင်လို့အားကြီးသွားရင်ဘာဖြစ်လဲဆိုတော့ သူမမဘူးငါမားတယ်လို့ဖြစ်သွားပြန်ရောနော်။နှစ်ခုစလုံးက မကောင်းဘူး။နှစ်ခုစလုံးတကယ်လေးနဲ့တည်းအသည့်အမြင်ကိုမပေးနိုင်ဘူး။နှစ်ခုစလုံးဟာပြဿနာကိုတကယ်ဖြေရှင်းမပေးနိုင်ဘူး။ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့တကယ်ခွင့်လွှတ်ခြင်းဆိုတာကိုရနိုင်မဲ့အသည့်ဉာဏ်ကိုမပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ခွင့်လွှတ်ခြင်းဆိုတာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသည့်မှာခြေခံမှဖြစ်နိုင်တယ်။ ်ပြီးတော့သူတစ်ပါးကိုကြီးခွင့်လွှတ်ရုံနဲ့မရသေးဘူးမပြည့်စုံသေးဘူးမိမိကိုယ်ကိုပါခွင့်လွှတ်နိုင်မှာပြည့်စုံတယ်အဲ့ဒါအင်မတန်ရေးကြီးတယ်အင်မတန်လေးနက်တယ်ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လို့ကိုယ့်ကိုယ်ကိုကိုယ်ပဲပြန်ပြီးတော့တန်းခတ်နေတဲ့သူတွေများကြီးရှိတယ်ကိုယ့်ကိုယ်ကိုငါအသုံးမကျတော့ဘူးငါလူရမဝင်တော့ဘူးငါမကောင်းတော့ဘူးငါလူယုတ်မှာပဲငါလူဆိုးပဲဆိုပြီးတော့ကိုယ့်ကိုယ်ကိုတန်းခတ်ပြီးတော့အိမ်ထဲမှာအခန်းအောင်းပြီးတော့နေတဲ့သူတွေရှိတယ်เนาะဒါကြောင့်ကိုကိုကို ခွေလွတ်နိုင်ဖို့လဲလို့တယ် ရင်ငယ်တုန်းကအသက်အရွယ်16နှစ်လောက်ကပေါ့ဖုန်ကြီးရဲ့မိခင်ကဖုန်ကြီးကိုအလုပ်တစ်ခုခိုင်းနေအဲ့ဒီလုပ်ကိုဖုန်ကြီးကလုံးဝမလုပ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့သူခိုင်းတဲ့အလုပ်ကိုလုပ်ရရင်ကို့မာနာကိုတော်တော်ချရမှာဖုန်ကြီးကငငယ်ကတော်တော်မာနာကြီးတယ်အဲ့ဒီမာနာကိုချရတဲ့အလုပ်ကိုတော်တော်မလုပ်ချင်ဘူးဓမင်းမစားရတောင်မှသွားကြတော့ထိုးနေမယ်မစားရမယ်သူများမသိစေရဘူးပေါ့ဓမင်းတနက်ပဲစားပြီးနေခဲ့ရတဲ့ရက်တွေလည်းမနှဲဘူးဒါပေမဲ့မစားရမယ်ဘယ်သူမှမသိစေရဘူး တရားဘက်ကနေကြည့်ရင်တော့မာနဆိုတာမကောင်းဘူးလို့ပြောလို့ရတယ်เนาะဒါပေမဲ့ logi ရဲ့ဘက်ကနေကြည့်ရင်တော့တချို့ကိစ္စတွေမှာဖုံးကြည့်တော့အဲဖုံးကြည့်ရဲ့အမြင်ပေါ့เนาะပုထုဇဉ်နေအနေနဲ့ရှိတဲ့နဲ့မာနတော့ရှိမှကောင်းမယ်လို့ပြောချင်တယ်သူများစီကအလကားမလို့ခြင်းမှုမတောင်းခြင်းဘူးအဲ့ဒါမာနာတမျိုးပဲเนาะသူများစီကမတရားမလို့ခြင်းမူသူများရတဲ့နဲ့အခွင့်အရေးကိုကိုရအောင်မလုပ်ဘူးငါဟာအောက်တန်းကြတဲ့သူမဟုတ်ဘူးဒါလဲမာနာတမျိုးလို့ဆိုချင်ပါတယ်အဲ့ဒီတော့မိခင်က ဖုန်ကြီးကိုခိုင်းတယ်။အဲ့ဒီလောက်ကဖုန်ကြီးရဲ့မာနာကိုတော့တော့ကိုထိခိုင်းမဲ့အလို့ဖြစ်တယ်။ဒါကြောင့်မလုံနိုင်ဘူးလို့ညင်းတယ်။အတင်းချက်ခိုင်းတယ်။လုံးဝမလုံနိုင်ဘူးလို့ညင်းတယ်။နောက်ဆုံးတော့နေအိမ်မော်ကဆင်းသွားလို့ပြောတယ်။ဒီလိုနှင်းချတယ်ဆိုတာသူစိတ်ဆိုးလို့ပြောတာ။သူခိုင်းတာမလုံရခေါင်းလားဆိုစိတ်ဆိုးဆိုးနဲ့ပြောတာ။သူကသူ့အခက်အခဲပြေလည်ဖို့ပဲစဉ်းစားပြီးခိုင်းတယ်။ဖုန်ကြီးကမာနာထိခိုက်တာကိုသူမစဉ်းစားဘူး။ ဘုန်းကြီးကလည်းမာနာကြီးတော့အဲ့ဒီစကားတစ်ခုနဲ့ပဲမတ်တရက်ပြီးပြောနေရကနေပဲလေကားပေါ်ကနေဆင်းသွားလိုက်တာဘာမှမယူဘူးယူဖို့လည်းချိန်မရဘူးယူခြင်းစိတ်လည်းမရှိဘူးဆင်းသွားပြီးတော့တကယ်ချင်းအိမ်မှာသွားနေတယ်ပြန်မလာဘူးမိခင်ကလည်းပြန်မခေါ်ဘူးမိခင်ပဲအခုဆင်းသွားပြီ9မိနစ်လောက်ကြာတဲ့ကပြန်တက်လာရင်ကောမင်းပြန်ဆင်းသွားလို့ပြောမှလားမပြောပါဘူးနော်သူဘယ်လောက်စိတ်ဆိုးဆိုးတကယ်ဆင်းသွားပြီးပြန်မလာတော့ဘူးဆိုသူစိတ်မကောင်းဖြစ်မှာပဲဒါမှမဟုတ်ဘုန်းကြီးကလည်းမာနာကြီးကြီးနဲ့ပြန်မလာဘူး အမတွေညီတွေညီမတွေကတော်တော်စိတ်မကောင်းဖြစ်တယ်သူတို့ကပြန်လာပါလို့ခေါ်တယ်ဒါပေမဲ့မိခင်ကတော့ပြန်လာပါမခေါ်ဘူးမခေါ်တော့တငယ်ချင်းအိမ်မှာနေရတယ်တငယ်ချင်းမိဘတွေချွေးတာစားရတယ်တငယ်ချင်းအကိုရဲ့အင်ဂျီလုံးကြီးတွေငှားဝက်တယ်အဲ့ဒါတော်တော်တော့မာနကိုထိနေပြီတော်တော်ခံရခက်နေပြီတော်တော်စိတ်စင်းရနေပြီဝင်ဝင်မရှိဘူးအဲ့ဒီတော့ဖြစ်တဲ့နီနန်ဝင်ဝင်ရအောင်ရှားရတယ် တစိမ့်စိမ့်နဲ့တွေးပြီးတော့တော်တော်ကိုခံပြင်းနဲ့တော်တော်ကိုနာကြည့်တယ်။ဘဲလောက်ပြင်းထန်သွားတယ်လဲဆိုတော့တနေ့ငါအားငါကိုးနိုင်တဲ့ချိန်မှာငါဘရော့မှာပြန်မလာတော့ဘူးလို့တွေးမိတာ။ ငယ်ရွယ်တဲ့သူတွေမှာခံစားချက်သိပြင်းထန်တယ်နော်အဲ့ဒီလိုခံစားချက်ပြင်းပြင်းနဲ့ဆုံးဖြတ်ချက်ချလိုက်တာဟာသိနေဆိုင်နေအဲ့ဒီလိုဆုံးဖြတ်ချက်မျိုးကမြဲသွားတဲ့တည်းနောက်တော့ဒီဆုံးဖြတ်ချက်ကိုမိသွားပါတယ်တဖြည်းဖြည်းနဲ့အိမ်ကိုပြန်သွားတယ်တော်တော်တော့ကြားတယ်ဒါပေမဲ့နောက်ပိုင်းကို့ဘဝကိုပြန်သုံးသပ်ကြည့်တော့အဲ့ဒီဆုံးဖြတ်ချက်တိုင်းဖြစ်သွားတယ်လို့ပဲထင်ရတယ်ကြာလီဝေးလေဖြစ်သွားတယ်အင်တန်စိတ်မကောင်းစရာပဲနော် အဲ့ဒီလိုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအရင်တုန်းကတော့တတိယနဲ့တတိယနဲ့မချိနဲ့ဘူးခန်းစားချက်ကရှိနေသေးတယ်မိဘနဲ့ပတ်သက်ပြီးနောက်တစ်ခုမချိနဲ့တာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဖုန်းကြီးကိုကြောင်းအပ်တော့ဖေလည်းမပါဘူးမေလည်းမပါဘူးအင်းနီနာချင်းဆရာဝန်ကြီးတယောက်ကခေါ်သွားပြီးတော့ကြောင်းအပ်ပေးခဲ့တာစဉ်းစားတတ်တဲ့ရွယ်ရောက်တော့ငါ့ကိုကြောင်းအပ်တာဘာဖြစ်လို့ငါဖေမပါတာလဲဘာဖြစ်လို့ငါအမေမပါတာလဲသူတို့မအားလို့လားမဟုတ်ဘူးမအားတာမဟုတ်ဘူးအိမ်မှာရှိနေတယ်။ဘာဖြစ်လို့မပါတာလဲ။အဲ့ဒါကိုတွေးတွေးမကျေနပ်ဘူး။သူတို့ကတော့တိမောင်မဟုတ်ပါဘူး။ ။အိန္ဒိနာချင်းတယောက်ကခေါ်သွားပြီးကျောင်းအပ်ပေးလိုက်တယ်။ကျောင်းနေရပြီ။ဒါဆိုပြီးတာပဲ။ဒါပေမဲ့သားသမီးရဲ့စိတ်ကကို့မိဘကိုယ်တိုင်လက်ကလေးဆွဲခေါ်သွားပြီးတော့ကျောင်းအပ်တာကိုလိုချင်တယ်။ဒါကိုမိဘတွေကိုတိတ်တီစေချင်တယ်၊သဘောပေါက်စေချင်တယ်။ပြီးတော့တစိမ့်နဲ့ပတ်သက်တာဆိုရင်ဘုန်းကြီးတို့နေခဲ့တဲ့ကျောင်းကကျောင်းအုပ်ကြီးအဲ့ဒီကျောင်းကအရင်က Saint Patrick အထက်တန်းကျောင်းလို့ခေါ်တဲ့အခုတော့အမှန်ငါအာထကလို့ခေါ်တဲ့ အဲ့ဒီကျောင်းအုပ်ကြီးနာမည်တော့မဖော်ပြခြင်းတော့ပါဘူးသူကနိုင်ငံခြားသားလည်းဖြစ်တယ်သူကဖုန်းကြီးမှာအပြစ်မရှိပါပဲနဲ့ပြင်းပြင်းထန်ထန်အပြစ်ပေးတာနောက်တော့ဒီအပြစ်ကိုတကယ်ကျุလွန်နေသူဘယ်သူလဲဆိုတာပေါ်ပါတယ်ဖြစ်ခဲ့တဲ့ကိစ္စမှာလက်နဲ့ရေးထားတဲ့စာတစောင်းကတက်တည်ကံဖြစ်စီဖြစ်နေတယ်လက်ရေးထားကြည့်တဲ့အခါမှာဘယ်သူလဲရေးဆိုတာသိရပါတယ်တကယ်အပြစ်ရှိတဲ့သူဘယ်သူလဲဆိုတာပေါ်ပါတယ်ပေါ်တဲ့ချိန်မှာအဲ့ဒီကျောင်းသားကိုအပြစ်မပေးဘူးအကယ်၍တကယ်လောက်ခဲ့တဲ့သူအမှန်ပေါ်တဲ့ချိန်မှာအပြစ်ရှိတဲ့သူကိုအပြစ်ပေးရင်ကျင်းတ်တယ် ငါ့ကိုထင်မှားပြီးပြစ်ပေးတာတကယ်အပြစ်ရှိတဲ့သူပေါ်တဲ့အခါမှာတကယ်လုပ်တဲ့သူကိုအပြစ်ပေးတယ်ဒါဆိုကိစ္စမရှိဘူးနော်အခုတော့တကယ်အပြစ်ရှိတဲ့သူပေါ်တဲ့အခါမှာအပြစ်ရှိတဲ့သူကိုအပြစ်ထက်မပေးဘူးအဲ့ဒါကိုမချေနပ်ဘူးအခဲမချေဘူးအင်တန်နာကြီးတယ်မတရားဘူးမျက်နှာလိုက်တယ်ဒါကိုနှစ်ပေါင်းများစွာသတိရတယ်ခံပြင်းတယ်အခဲမချေဘူးတကယ်ကြီးနေနဲ့ပတ်သက်ပြီးတော့လည်းမကြင်မနက်ဖြစ်ခဲ့တာတွေရှိတယ်။လောင်နာပြောင်းနာနှိမ်နာပူလီလောက်တာအနိုင်ကျင့်တာနာမည်တွေမျိုးမျိုးတက်ပြီးတော့ခေါ်တာအဲ့ဒါတွေရှိခဲ့ပါတယ်နော်။အဲ့ဒီတော့ အခုစဉ်းစားနေခြင်းနဲ့ကို့ဘဝမှာကို့ကိုတနည်းနည်းနဲ့စိတ်ဆင်းရဲအောင်ကို့ဆင်းရဲဖြစ်အောင် လုပ်ခဲ့တဲ့ဘူးတဲ့သူတွေဘလောက်များလဲပြန်စဉ်းစားကြည့်အေးအေးဆေးဆေးစဉ်းစားအကုန်လုံးချက်ချင်းမပေါ့နောက်ချိန်ရတဲ့အခါအေးအေးစဉ်းစားပါကို့ကိုစိတ်ဆင်းရဲအောင် လုပ်မိတဲ့သူတွေကို့ဆင်းရဲအောင်လုပ်မိတဲ့သူတွေကဘယ်သူတွေဖြစ်မလဲဘုန်းကြီးကဒီမှာဆင်းရဲတတ်ထားတဲ့ထဲမှာထိတ်ဆုံးပါနေတာဘယ်သူလဲဆိုတော့မိပါတယ် ဘာဖြစ်လို့မိဘကထိတ်ဆုံးကပါနေတာလဲသူတို့ကကိုနဲ့အရင်ဒီဆုံးဖြစ်တဲ့မွေးကလေးကသူတို့ရင်ခွင်ထဲမှာပဲနေခဲ့ရတာထိတွေ့မှုများဆုံးဖြစ်တယ်သူတို့စီကကိုအတွက်အများကြီးမျှော်လင့်ခဲ့တယ်ကိုကိုချစ်တာလိုချင်တယ်ကိုကိုတန်ဖိုးထားတာလိုချင်တယ်ကိုကိုအထင်မလွဲတာယုံကြည်စိတ်ချတာလိုချင်တယ်ကိုကိုမကဲ့ရဲ့မရှုတ်ချတာလိုချင်တယ်ကိုမှလိုအပ်တာတွေကိုပေးစီခြင်းနဲ့စိတ်ချမ်းသာအောင်ကိုချမ်းသာအောင်လုပ်ပေးတာလိုချင်တယ်မျှော်လင့်နေနော် ကိုကိုသူတို့ကတနည်းနည်းနဲ့စိတ်ဆင်းရဲအောင်ကိုဆင်းရဲအောင်လုပ်လိုက်မယ်လို့မမျှော်လင့်ခဲ့ဘူးအဲ့ဒီလိုမမျှော်လင့်ခဲ့တာဖြစ်ရလို့ပို့ပြီးတော့ခံစားရတယ်မိဘဆိုတာမှလည်းမွေးစားမိဘလည်းပါတယ်နောက်ထပ်ဘယ်သူတွေဖြစ်နိုင်သေးလဲနောက်ထပ်မိသားစုထဲမှာညီကိုမောင်နှမတွေညီကိုမောင်နှမချင်းမိဘစီကအခွင့်အရေးပို့ရဖို့ချစ်တာပို့ခံရဖို့အပြိုင်ဆိုင်လောက်တာတွေရှိတယ်သူကိုပို့ချစ်တယ်ပို့ခွင့်ရေးပေးတယ်ငါ့ကိုတိတ်မချစ်ဘူးအခွင့်အရေးမပေးဘူးဆိုပြီးတော့မောင်နှမချင်းမတည့်ကြတာရန်ဖြစ်ကြတာ တယောက်ကိုတယောက်စိတ်စီရင်အောင်ပြောမိကြတာတွေရှိတယ်။အတူတပြည့်အမွေကိစ္စကြောင့်ပေါ့ပြီးတော့မိဖတွေဘက်ကပြန်ကြည့်ရင်သားသမီးကြောင့်စိတ်ဆင်းရဲရတာတွေရှိတယ်။ခုခေတ်မှာပုံများတယ်။တချို့သားသမီးတွေပြည်စည်းဥစားဖြုံးနေပညာမကြိုးစားဘူးအလုပ်မကြိုးစားဘူး။ဒီတယ်ဆိုတာကအဲ့ရတို့မူးယင်စေဝါတွေဆွဲတယ်။တချို့သားသမီးတွေစိတ်ဆင်းရဲရပြီးယောဂဖြစ်တာတောင်ရှိတယ်။မိဘမှာဂုံတိတ်ကထိခိုက်တယ်၊ပတ်ဝန်းကျင်မှာမျက်နှာငယ်တယ်။သားသမီးကြောင့်မိဘမှာစိတ်ဆင်းရဲရတာတွေအများကြီးရှိတယ်။ ဲ့တော့ဘုန်းကြီးရဲ့မိဘတွေနဲ့ဘုန်းကြီးကြောင့်စိတ်ဆင်းရဲခဲ့ကြရတယ်အဲ့ဒီအတွက်စိတ်မကောင်းဘူးသားသမီးဆိုတဲ့အထဲမှာမွေးစားသားသမီးလည်းပါတယ်။တချို့သားသမီးမရနိုင်လို့မွေးစားရတယ်။တချို့သားသမီးအရင်ရှိပေမဲ့အကြောင်းမျိုးမျိုးကြောင့်သားသမီးမွေးစားသေးတယ်။အဲ့ဒီမွေးစားသားသမီးတွေကြောင့်လည်းစိတ်ဆင်းရဲစရာတွေကြုံရတတ်တယ်။ သားသမီးအရင်နဲ့မွေးစားတဲ့သားသမီးမတည့်တာတွေလည်းရှိတယ်။နောက်တော့ in laws တွေချွေးမတို့တမတ်တို့ရောက်ခမတွေအဆင်မပြေကြတာရောက်ဖတို့ရောင်းမတို့အဆင်မပြေကြတာတွေကြောင့်စိတ်ဆင်းရဲရတာတယောက်ကိုတယောက်နာအောင်ပြောတာထိခိုက်အောင်လုပ်တာတွေရှိတယ်။နောက်ဘယ်သူတွေရှိသေးလဲ။ဆွေမျိုးသားချင်းရင်းနှီးတဲ့သူတွေကပိုးပြီးကိုယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်ခံစားမှုကို ဖြစ်စေတယ်။ဦးလေးတွေဦးကြီးတွေဗကြီးတွေအတော်တွေတဝန်းခွဲနှစ်ဝန်းခွဲတွေပြီးတော့ကော ခင်ဘောနဲ့ဇနီးနော်အိမ်တော်ဘက်တွေတယောက်ကိုတယောက်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူတွေကပဲတယောက်ကိုတယောက်အင်မတန်ကြီးမားတဲ့စိတ်ဆင်းရဲမှုတွေကိုပေးမိရတာဖြစ်နေတယ်လုံးမိရတာဖြစ်ဖြစ်သွားတယ်နော်အိမ်တော်မကြသေးခင်မှာတယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးကြတဲ့ချစ်သူတွေလည်းတယောက်ကိုတယောက်စိတ်ဆင်းရဲအောင်လုံးမိတာတွေပြောမိတာတွေအများကြီးရှိတယ်တကတလေမီးရွယ်ပဲဖြစ်တတ်တယ်သူမျော်လင့်တာကတမျိုးကိုမျော်လင့်တာကတမျိုးမျော်လင့်တယ်လို့ဖြစ်မလာဘူးမျော်လင့်တယ်လို့ဖြစ်မလာတော့တယောက်ကိုတယောက်အပြစ်တင်ကြတယ်စိတ်ဆိုးကြတယ် ကိုနဲ့အရင်နှီးဆုံးထဲမှာဘယ်သူတွေရှိသေးလဲအဖိုးဖွားတွေရှိသေးတယ်တချို့ကအဖိုးဖွားတွေနဲ့တူနေတယ်အဖိုးဖွားတွေကအမှန်တော့မိဘနဲ့မချားပါဘူးသူတို့ရင်ခွင်ထဲမှာကြီးခဲ့ရတာပဲသူတို့ရဲ့ဆုံးမတွင်တင်မှုတွေလည်းရတယ်သူတို့ရဲ့ပြုစုဆောင်ရှားမှုတွေလည်းရတယ်အဲတချို့ကိစ္စတွေမှာသူတို့ကကိုယ့်ကိုအလွန်ကျွံပြောခဲ့ဆိုခဲ့တာတွေကြောင့်လဲတော်တော်ကိုစိတ်ထိခိုက်ခဲ့ရတာဝမ်းနည်းခဲ့ရတာနာကျင်ခဲ့ရတာတွေရှိမှာပါနော်အထူးသဖြင့်သူတို့ကကိုယ့်ကိုအမြဲတမ်းခလေးလို့ သဘောထားခဲ့တော့ကိုကကိုစိန်နဲ့ကိုကိုဆုံးဖြတ်ခြင်းလှုပ်ခြင်းကန်ခြင်းတဲ့အခါမှာနေကိုနေဘာထင်းနေလို့တော့နေကဘဝင်မြင့်နေတာစသဖြင့်ဝေဖန်တဲ့အခါမှာဝမ်းနေရတယ်ပြောရလိုက်တာဆိုပြီးခံရခက်ရတယ်ချစ်ဆုံးသူကအဲ့ဒီလိုပြောရင်ပိုးပြီးဝမ်းနေတယ်ကိုနဲ့ရင်းနှီးတဲ့သူတွေဘယ်သူရှိသေးလဲတငယ်ချင်းတွေရှိသေးတယ်အเจ้าနေဘက်တွေကစားပေါ်ကစားဘက်တွေရှိတယ်နောက်ကိုနဲ့ အဖို့အဖြစ်နေတဲ့သူတွေကိုချစ်ရခင်ရတဲ့သူတွေမကြာခဏတွေ့ရတဲ့သူတွေတစ်ခါတလေအကြီးအကျယ်စိတ်ဆိုးရတာရမ်းဖြစ်ရတာမျိုးတွေကြုံရတယ်မခေါ်နိုင်မပြောနိုင်ရန်ညှိုးမပြေနိုင်အောင်ဖြစ်ခဲ့ရတာတယောက်ကိုတယောက်မခန့်ချင်အောင်ပြောခဲ့ရတာရှိမှပါပဲ။ ကိုနဲ့ယင်းနိခင်မင်းနဲ့ဒုက္ခပဲကိုကိုအများဆုံးဒုက္ခပေးနိုင်တာနော်ကိုကိုတခါမှမမြင်ဘူးတဲ့သူတခါမှမကြားဘူးတဲ့သူကကိုကိုစိတ်ဆင်းရအောင်လုပ်ပါတယ်ဆိုတာမျိုးကဘယ်နဲ့ခါကြုံဘူးလဲအင်မတန်ရှားတယ်မကြုံဘူးသလောက်ပဲကိုနဲ့နေ့စဉ်ထိတွေ့နေရတဲ့သူကပဲကိုကိုအများဆုံးဒုက္ခပေးနိုင်တာနောက်တစ်ဆင့်ဆိုရင်ဘယ်သူတွေဖြစ်မယ်ထင်လဲလှုပ်ဖို့ဂိုင်းဘက်တွေ လူကြီးဖြစ်လာပြီအလုံးလုံးပြီး ်အဲဆက်ယုံလုံယုံယုံကြောင့်ဈေးတို့မှာလှုပ်လှုပ်ပြီးဆိုအလုံးလုံးတဲ့နေရာမှာနေစဉ်တွေ့နေရတဲ့သူတွေကတယောက်နဲ့တယောက်အဖော်ရတယ်တယောက်စီကတယောက်လည်းပညာရတယ်သူတို့ကြောင့်ကို့မှာစီးပွားဖြစ်တာလည်းရှိတယ်လို့သူတို့ကြောင့်ပဲကို့မှာကျိုးစီးပွားထိခိုက်တာတွေလည်းရှိပါတယ်အလုံးမှာအထက်လူကြီးတွေကကို့ဆရာတွေပဲသူတို့ရဲ့တုံသင်မှုအားပေးမှုကြောင့်ကို့မှာအဆင်ပြေသွားတာတွေရှိတယ်သူတို့နှိမ့်ဆက်လို့ဒုက္ခရောက်တာတွေလည်းရှိတယ်နောက်တစ်ဦးကတော့ကို့နဲ့ရင်းနှီးတဲ့သူတော့မဟုတ်ဘူးလမ်းမှာတွေ့ရတဲ့သူတွေတွိုင်းလာရင် တွေ့ကြရတဲ့သူတွေတခြားနေရာတွေမှာလည်းနေစဉ်လူမျိုးမျိုးနဲ့တွေ့ရတယ်သူတို့ကြောင့်သူတို့ပြောတာဆိုတာတွေကြောင့်ဖြစ်စေတခုခုလုပ်လို့ဖြစ်စေကို့မှာစိတ်ဆင်းရဲသွားရတာကိုဆင်းရဲသွားရတာရှိတယ်။နောက်တစ်ဆင့်ကတော့ဘယ်သူရဲ့လို့ပုံကူကိုလက်ညှိုးထိုးပြီးပြလို့မရတော့ဘူး။အဖွဲစည်းတခုခုကြောင့်ကို့မှာထိခိုက်တာနစ်နာတာတွေရှိတယ်နော်။နောက်ဆုံးတယောက်တော့ခြံထားတယ်။အဲ့ဒါဘယ်သူဖြစ်မဲ့ထင်လဲ။ ကိုကိုတိုင်းပဲကိုကိုတိုင်းကိုဟာကိုမလုတင်တာတွေလုံမိလို့ကို့အမကြောင့်ကိုဟာကိုဒုက္ခရောက်သွားရတာတွေအများကြီးပဲရှိတယ်ဒါကြောင့်ကိုကိုကို ယူကျုံမရဖြစ်ပြီးတော့အပြစ်တင်လို့မဆုံးနိုင်ဘူးငါသုံးမကြဘူးငါလက်ကားပဲငါလုံရင်ကောင်းကိုဖြစ်မလာဘူးငါညံမရှိဘူးငါမားတယ်ဆိုပြီးကိုဟာကိုရှက်ရတယ်အဲ့ဒီတော့အဲ့ဒီလူတွေအားလုံးကိုနားလဲပြီးတော့ခွင့်လွှတ်ဖို့လိုတယ် ောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ